ားလုံးပဲမင်္ဂလာပါမြောက်လလီရှာရင်း channel ကနေပြီးတော့မှပြန်လည်ကြိုဆိုပါရစေကျွန်တော်မိတ်ဆွေတွေနေကောင်းကြပါရဲ့လားခူတီနဲ့အမေရိကန်တွေရဲ့စစ်ပွဲဆိုတာကဒီပြီးခဲ့တဲ့စီဇန်2တွေကလေးကစပြီးဖြစ်ခဲ့တာပါဒီမင်ပြည်တွင်းစစ်ထဲမှာတော့အမေရိကန်ကဝင်ရောက်ဆွတ်ဖက်တာတွေမလုပ်တတ်ပါဘူးဒါပေမဲ့ခူတီတွေကိုတော့အမေရိကန်ကမကြမကြတိုက်ခိုက်တတ်ပါတယ်ဒီမင်ပြည်တွင်းစစ်ကိုတော့ဒီဆော်ဒီဥဆောင်တဲ့ညွန်ပေါင်းတပ်တွေကပဲဆွတ်ဖက်ကြပါတယ်ဒီမင်ဆိုရဘက်ကနေရက်တီပေးတာထောက်ပံ့တာနဲ့ဒီတိုက်ခိုက်ပေးတာတွေကိုဆော်ဒီဥဆောင်တဲ့တပ်တွေကလုပ်ပါတယ် အမေရိကန်ကယီမန်အစိုးရဘက်ကနေပဲရည်တည်ပေးပါတယ်။ယီမန်အစိုးရနဲ့ပူးပေါင်းပြီးတော့မှတခိုက်ပေးတာတွေကိုတော့မလုပ်ပါဘူး။တစ်ဖက်လက်အကူအညီအနေနဲ့ဆိုရင်တော့ဟူတီတွေကိုပဲအမေရိကန်ကသူ့အစီအစဉ်နဲ့တိုက်ပါတယ်။အိုဘားမားဆင်းတော်ပြီးတဲ့နောက်မှာတော့ဟူတီတွေကိုတိုက်ခိုက်တာတွေကတစ်ဖြည်းဖြည်းနဲ့နေလာပါတယ်။၂၀23မှာတော့ဟူတီနဲ့အမေရိကန်တွေရည်တည်စီးရီးအရာတင်းမှာဟူကရုတ်တရက်မြင့်တက်တော့ပါတယ်။ဟာမတ်စ်တွေကအစ္စရေးနိုင်ငံတွေကိုဝင်ရောက်အကြမ်းဖက်ခဲ့တဲ့ဖြစ်ရပြီးမှာပေါ့နော်ဒါတွေကဖြစ်လာတာပါ။အရှိလေးပိုင်းအကြောင်းတွေကိုတော့အလုံးတိကျပြီးဖြစ်မှာပါ။ စ္စရေလနဲ့ဟားမတ်တွေဆင်းဖြစ်လာချိန်မှာတော့ဟူဒီတွေကမဟာမိတ်အနေနဲ့ပါလာပါတယ်ပင်လင်းဒီကိုဖျက်ဆီးသွားမဲ့အစ္စရေလတင်မောတွေနဲ့သူ့ရဲ့မဟာမိတ်တင်မောတွေကိုဟူဒီတွေကစပြီးတိုက်ခိုက်ခဲ့ပါတယ်ဒီစစ်ပွဲရဲ့အစကဒီ2023အောက်တိုဘာ16ရက်နေ့မှာပါဟူဒီတွေကအစ္စရေလနိုင်ငံလေးကိုတိုက်ခိုက်ဖို့ဆိုပြီးတော့မှ drone နဲ့ missile တွေကိုလွှတ်တင်လိုက်ပါတယ်ပင်လင်းဒီမှာရှိတဲ့ဒီ American စစ်တင်မောတွေကတော့ထောက်လဲနိုင်ခဲ့တဲ့အတွက်ဂျာပြဲဟန်တာခဲ့ပါတယ်ကုန်တင်မောတွေကိုတိုက်ခိုက်တာက2023နိုဝင်ဘာ16ရက်နေ့မှာစပါတယ် ဒီကနေ့စားလိုက်တဲ့ဒီပေလီနီတွေကစီးရဲတင်မှဘူးကအခုထိတော့မှမပြီးသေးပါဘူးလက်ရှိမှာဆိုရင်ဒီစီးရဲတင်မှဘူးကပေါ့နော်ဒီ phase 5ကိုရောက်နေပါပြီပထမနဲ့ဒုတိယအကြိမ်ကတော့2023နိုဝင်ဘာလကနေဒီဇင်ဘာလအထိပါတတိယအကြိမ်တင်မှဘူးကတော့ဒီဇင်ဘာကနေ2024မေလအထိပါစတုတ္တအကြိမ်ကတော့2024မေလကနေဇူလိုင်လအထိပါပြစ်စမအကြိမ်ဖြစ်တဲ့အခုဒီအကြိမ်ကတော့2024ဇူလိုင်လကနေလက်ရှိအထိပါလက်ရှိတင်မှဘူးကတော့ American နဲ့ Houthi တွေရဲ့အပြန်အလှန်တိုက်ခိုက်တာတွေကနေ ပြန်ပြီးတော့မှပွေးဆူလာပါတယ်ဒီကနေ့ကတော့ပင်နီနီဒေသမှာပြန်ဖြစ်နေတဲ့အမေရိကန်နဲ့ဟူဒီတွေရဲ့စီးရဲတက်မှမှုအကြောင်းကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်အမေရိကန်ကဂျီမန်မှာရှိတဲ့ဒီဟူဒီပြစ်မှတ်တွေကိုပြီးခဲ့တဲ့မလလေလောက်မှာစာပြီးတော့မှပြန်တိုက်ခိုက်လာပါတယ်။အမေရိကန်ရဲ့တိုက်ခိုက်မှုတွေကြောင့်ဟူဒီတွေလည်းအထိနာခဲ့ပါတယ်။ဒီတိုက်ခိုက်မှုကအဆပဲရှိပါသေးတယ်။ မဲလာစင်ကရဲ့နေ့မှာယီမန်မျိုးတော်ဆာနာကိုအမေရိကန်ကလျှောက်တိုက်ခိုက်မှုတွေစလုပ်ပါတယ်။ဟူဒီတွေကယီမန်တောင်ပိုင်းဒေသနဲ့မျိုးတော်ကိုထိန်းချုပ်ထားတာပါ။ဒီဆာနာမျိုးကဆော်ဒီနီဇက်နဲ့မိုင်းတရာပဲဝေးတဲ့နေရာမှာရှိတာပါ။ဆော်ဒီအာရေဗျဆိုတာကအမေရိကန်ရဲ့မိတ်ဖက်နိုင်ငံတစ်ခုဖြစ်တယ်လို့ဟူဒီနဲ့လည်းမတည့်ပါဘူး။လက်ရှိတော်နေထရန်လက်ထက်မှာဆိုရင်ဆော်ဒီကအမေရိကန်အတွက်တော်တော်အခြေပါတာပါတယ်။ယူကရိန်းစစ်ပွဲအဆုံးသတ်ရေးအတွက်ကလူဥဆွေးနွေးမှုတွေကိုဆော်ဒီပါပဲလုပ်နေကြပါတယ်။ဟူဒီကိုတိုက်ခိုက်တာကဒီ RB ရကျွန်းဆွေတခုတည်းမှာပဲတက်ရောက်တာမဟုတ်ပါဘူး။ဒေတာတွေကအရေးတွေနဲ့အဲ့ဒီဒေတာနဲ့ဆက်ဆက်တဲ့အရေးတွေအတွက်ပါတက်ရောက်ပါတယ်။ American ရဲ့လေကြောင်းတိုက်ခိုက်မှုအပြီးပါဆိုရင်ဟူဒီတွေဖက်ကစာတာနဲ့ဒီစာတာမျိုးတွေမှာတိုက်ခိုက်ခဲ့ရတယ်ဆိုပြီးတော့မပြောလာပါဘူး။ BBC ကထုတ်ပြန်တဲ့သတင်းတွေမှာဆိုရင်စာတာမျိုးကဒီလေယံငွေမီးလောင်နေတာတွေလည်းပါလာပါတယ်။ဒီလေယံငွေကဒီဂျီမဲမှာရှိတဲ့အေတိုင်းလာမလေယံငွေနဲ့ပြည့်စွေးနေတဲ့ကွင်းတစ်ခုပါ။ဟူဒီတွေအတွက်ဒီကွင်းတစ်ခုကအရေးပါတဲ့နေရာတွေပါ။ ဟူဒီတွေကဒီအမှတ်နှစ်အမှတ်လေးအမှတ်ဆောင်နဲ့ဒီအမှတ်ရှစ်လေးချောင်းတက်ဖွဲ့တဲ့အပြင်အခြားလေးချောင်းကကွေရေးတက်တွေကလည်းဒီကွင်းတွေမှာတက်ဆွေးထားကြပါတယ်ဒီဆာရာလီယင်ကွင်းဆိုတာကဒီခဏခဏတိုက်ခိုက်ခံရတဲ့လေယင်ကွင်းတစ်ခုဆိုရင်လည်းမမှားပါဘူး2015မတ်လကနေ2020နှစ်ဇန်နဝါရီလအထိဆိုရင်ဒီစစ်စင်ရေး154ခုနဲ့တိုက်ခိုက်ခံရပါတယ်ဒီတိုက်ခိုက်မှုတွေက sorry ဥဆောင်တဲ့တက်တွေကလုပ်ခဲ့တာပါလေချောင်းတိုက်ခိုက်မှုအကျဉ်းရေနဲ့ဆိုရင်တော့အကျဉ်းရေ450ကျော်ပါတယ်2020နှစ်နောက်ပိုင်းမှာတော့ ဆော်ဒီယေးလီကြောင့်တိုက်ခိုက်မှုတွေကရက်တန်တော်သလောက်ဖြစ်လာပါတယ်။ဒါပေမဲ့2024စင်တော်ရီလာကစပြီးတော့မှအမေရိကန်နဲ့ UK ကလေကြောင့်တိုက်ခိုက်မှုတွေပြန်လုပ်လာပါတယ်။အီရန်လာမနေရခွင့်နဲ့ဒီဟူတီပြင်းမှတ်တွေကိုအမေရိကန်ကလေကြောင့်တိုက်ခိုက်မှုတွေပြန်လုပ်ခဲ့တာပါ။2024စင်တော်ရီစစ်သုံးရက်နေ့မှာတော့ဒီဆာရာလီယန်ခွင့်မှာရှိတဲ့ရေဒါစနစ်တွေကိုအမေရိကန်ကလေကြောင့်နဲ့တိုက်ခိုက်ဖျက်ဆီးခဲ့ပါတယ်။ဒါကဟူတီတွေကိုအင်အားရှိနေတော့အတွဲရည်ရွယ်တိုက်ခိုက်ခဲ့တာပါ။ဘိုင်ဒန်လက်ထက်မှာစားလိုက်တဲ့ဟူတီအမေရိကန်စစ်ပွဲက trailer ထက်မရောက်ခင်နဲ့အစားပိုင်းကာလတွေမှာတော့ညင်သက်တော့ခဲ့ပါတယ်။ဒါပေမဲ့ပြီးဆုံးသွားတာမျိုးတော့မဟုတ်ပါဘူး။ train ကဒီညင်သက်နေတဲ့ဒီစစ်ပွဲကိုပြန်ပြီးအစားဖော်ခဲ့ပါတယ်။ဟူဒီတွေကတော့ဒီတက်ခိုက်မှုတွေကို NDA ရှိတဲ့ရန်လိုမှုဆိုပြီးတော့မှထုတ်ပြန်ထားပါတယ်။တက်ခိုက်မှုဖြစ်ပြီးနိုင်ရေးပိုင်းအကြမှာတော့ဟူဒီကျဲမရေးဌာနကအမေရိကန်ရဲ့တက်ခိုက်မှုကြောင့်လူ31ယောက်တည်ဆုံးခဲ့ပြီးတော့မှရာနေရှိတန်ရာရတယ်လို့ပြောထားပါတယ်။လက်ရှိတက်ခိုက်မှုမှာအမေရိကန်တိုင်းငယ်ပဲပါတာမဟုတ်ပါဘူး။ UK ကလည်းဒီတက်ခိုက်မှုမှာပါပါတယ်။ UK ရဲ့တာဝန်ကတော့ ီတိုက်ခိုက်မှုလုံးမဲ့ American လေယာဉ်တွေကိုစီဖြစ်ပေးဖို့ပါ2025မလာဆီဆောင်ရဲ့နေ့မှာတော့ဇာရာယာနဲ့ဒီ EJIP ဒေသတွေမှာ American ကဆက်ပြီးတိုက်ခိုက်ပါတယ် American ရဲ့တိုက်ခိုက်မှုတွေဆက်ဖြစ်နေချိန်မှာဒီ Houthi ကျမ်းမာရေးဌာနကလည်းလူပေါင်း53ယောက်တေဆုံးခဲ့ပြီလို့ထုတ်ပြန်ပါတယ်ဒီနေ့မှာကလေး9ယောက်လည်းပါပါတယ်ကလေးတွေပါတိုက်ခိုက်ခဲ့ရတဲ့အတွက် American အမျိုးသားကောက်ွယ်ရေးအကြံပေးဖြစ်တဲ့ Mike Watch နဲ့ ABC သတင်းဌာနတို့ရဲ့အင်တာဗျူးမှာတော့သူကဒီတိုက်ခိုက်မှုကို ဟူဒီခေါင်းဆောင်တွေကိုပြစ်မှတ်ထားပြီးရှင်းလင်းနိုင်ခဲ့တယ်လို့ပြောပါတယ်။ Fox News နဲ့အင်တာဗျူးမှာလည်းကျုပ်တို့တွေကအင်အားအသာစီးနဲ့တိုက်ခဲ့တယ်။နောက်ပြီးအီရန်ကိုလည်းရက်တန်းကရက်တင်းပြီးတော့တတိပေးနိုင်ခဲ့တယ်ဆိုပြီးတော့မှပြောထားပါတယ်။အီရန်ဆိုတာကဟူဒီကိုထောက်ပံ့နေတဲ့နိုင်ငံတစ်ခုပါ။ဟူဒီတွေကိုအသုံးချပြီးတော့မှပင်လယ်နီကိုလွှမ်းမိုးဖို့အတွက်အီရန်ကအမြင့်လုပ်နေကြတာပါ။အမေရိကန်ကာကွယ်ရေးဝန်ကြီး PT Hess ကလည်းဟူဒီတွေကသူတို့ရဲ့တိုက်ခိုက်မှုကိုမရက်တန်းဘူးဆိုရင်ဒီတိုက်ခိုက်မှုကရက်တန်းမှာမဟုတ်ကြောင်းပြောထားပါတယ်။ ဒီစစ်စင်ရေကလွယ်လွယ်တဲ့ရေချောင်းတော်လာမှုအတွက်နဲ့ဟန်တာမှုတွေကိုဖြစ်ရှင်းဖို့ဆိုပြီးတော့မှကာကွယ်ရေးဝန်ကြီးကပြောပါတယ်။ဒေါ်နယ်ထရန့်ကလည်းဒီတိုက်ခိုက်မှုတွေနဲ့ပတ်သက်ပြီးတော့မှခမရတို့တစ်ခါမှမကြုံဘူးတဲ့ငခြေမျိုးနဲ့ကြုံရမယ်ဆိုပြီးတော့မှစိန်ခေါ်ထားပါတယ်။ BBC ရဲ့သတင်းမှာလည်းစာနာမျိုးကရီမင်ပြည်သူတယောက်ကြုံခဲ့ရတာတွေကိုရေးထားပါတယ်။သူပြောတာကတော့ကျုပ်ကစာနာမျိုးမှာစနေကြော်နေခဲ့တယ်။စစ်ပွဲအတွင်းမှာတော့ဘုံတံတွေကိုကြားနေကြပါဒါပေမဲ့အခုလိုမျိုးတော့တစ်ခါမှမကြုံဘူးဘူးဆိုပြီးတော့မှပြောခဲ့တာပါ။ ဒီလိုတိုက်ခိုက်မှုတွေရှိပေမဲ့ဟူဒီတွေကတော့နောက်ဆုံးမှမဟုတ်ဘူးလို့ပြောပါတယ်။ဟူဒီကောင်းဆောင်ဖြစ်တဲ့ဒီအဗ်ဒူလာမာလက်အဟူဒီကလည်းအမေရိကန်ကားတာဂျီမန်ကိုဆက်ပြီးတိုက်ခိုက်မယ်ဆိုရင်သူတို့ကလည်းပင်လယ်နီကတိုက်ခိုက်မှုတွေကိုဆက်လုပ်မယ်လို့ကြွေးကြော်ထားပါတယ်။အီရန်ကလည်းဟူဒီဘက်ကနေကောက်ွေပြီးပြောထားပါတယ်။အီရန်နိုင်ငံသားရင်းဝင်ကြီးကသူ့ရဲ့ X account မှာ အမေရိကန်အနေနဲ့ဟူဒီတွေကိုတိုက်ခိုက်ပြီးတော့မှအီရန်ရဲ့မူဝါဒကိုလွန်မိုးဖို့လှုပ်ဆဲရအကြောင်းမရှိဘူးလို့ပြောထားပါတယ်။နောက်ပြီးတော့မှအစ္စရေးရဲ့ဒီလူမျိုးတုံးသက်ပြတ်မှုနဲ့ အကြမ်းဖက်မှုကိုထောက်ပံ့တာတွေရက်တန်ပြီးတော့မှရီမေပြည်သူတွေကိုတက်ဖြတ်တာတွေလည်းရက်တန်လိုက်ပါဆိုပြီးတော့မှပြောထားပါတယ်။အမေရိကန်ကရှေ့တိုက်နေတာတော့မဟုတ်ပါဘူး။ဟူဒီတွေကလည်းပြန်တိုက်ခိုက်တာတွေလုပ်ပါတယ်။အမေရိကန်စစ်သည်မော်၃စီးကိုတိုက်ခိုက်နိုင်ခဲ့တယ်ဆိုပြီးတော့မှမလာစစ်ရှေ့ရဲ့နေမှာဟူဒီတွေကတရင်ထုတ်ပြန်ခဲ့ပါတယ်။ဒီတင်မောတွေထဲမှာအမေရိကန်ရဲ့တင်တယ်ဘောဖြစ်တဲ့ Harry S Truman လည်းပါပါတယ်။ drone နဲ့မဆိုင်တွေကိုတုံးပြီးတော့မှတိုက်ခိုက်ခဲ့တာပါ။အမေရိကန်ဘက်ကတော့ဟူတီရဲ့ဒီတံပြန်တိုက်ခိုက်မှုကြောင့်တိုက်ခိုက်မှုတွေမရှိခဲ့ဘူးလို့ပြောပါတယ်။ဟူတီတွေကတင်းမားတွေနဲ့ သူတို့ရဲ့ရှုံးနေမှုတွေကိုဖုံးဖိနေတာလို့လည်းအမေရိကန်ဘက်ကတုံ့ပြန်ထားပါတယ်။အမေရိကန်ဘက်မှာထိခိုက်မှုရှိမရှိကလည်းအတည်ပြုဖို့ခေရမ်းပါတယ်။အရင်ကတော့ဟူဒီတွေရဲ့မဆိုင်တွေကပြင်းမနဲ့မိုက်တရအဝေးမှာပဲပောက်ကွေးတော့ကြတာပါ။မဲလာဆီရှောင်းရဲ့နေတုံးကလည်းဟူဒီတွေကအမေရိကန်တင်ပေါ်တွေကိုတိုက်ခိုက်ထားခဲ့ပြုပါတယ်။ဒီတိုက်ခိုက်မှုမှာတော့အမေရိကန်လေယာဉ်ကဟူဒီ drone citizen ကိုပစ်ရှားထားနိုင်ခဲ့ပါတယ်။အမေရိကန်ရဲ့တိုက်ခိုက်မှုကြောင့်ဟူဒီတွေက၃ချိန်ပြန်ပြီးတော့မတိုက်ခိုက်ခဲ့တာပါ။ပထမတစ်ချိန်ကသတင်းကိုပဲအမေရိကန်ဘက်ကထုတ်ပြန်ပါတယ်။ အမေရိကန်ဘက်ကတော့ဟူတီတွေပြောသလိုထိခိုက်ခဲ့တာတွေရှိပုံတော့မရပါဘူးပြင်းထန်ခံရတဲ့လေရင်တဲ့ဘောဆိုရင်အခုထိတာဝန်ထမ်းဆောင်နေတော့ဖြစ်ပါတယ်မလ20လရက်နေ့အထိအမေရိကန်ရဲ့တိုက်ခိုက်မှုကဆက်ရှိနေတော့မှာဒီနောက်ဆုံးတိုက်ခိုက်မှုကမြို့တော်ဆန္ဒကိုပြင်းထန်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်အေဂျာဇီရာသတင်းမှာတော့20လရက်နေ့တိုက်ခိုက်မှုကြောင့်အနည်းဆုံး2ဦးသေဆုံးပြီးတော့မှ6ဦးကဒဏ်ရာရခဲ့တယ်လို့ပြောပါတယ်ဟူတီတွေရဲ့ထုတ်ပြန်တဲ့သတင်းတွေမှာဆိုရင်မြို့တော်မှာအပြက်အစီးတွေနဲ့တွေးအိုင်တွေပါတွေ့ရပါတယ် စိတ်မရှမ်းမြင့်စရာမြင်ကွင်းတစ်ခုလို့ပြောရင်လည်းမပါပါဘူးဟူဒီတွေရဲ့ထုတ်ပြန်ချက်အရဆိုရင်အမေရိကန်ကစာနာမျိုးနဲ့ဒီဟိုရိုင်နာမျိုးကိုတိုက်ခိုက်ခဲ့တာပါဟိုရိုင်နာမျိုးဆိုတာကဒီပင်လင်စိတ်ကဲမျိုးတစ်ခုပါပင်လင်ဒီကိုမျက်နှာမူထားတဲ့စိတ်ကဲဖြစ်ပါတယ်ပင်လင်ဒီကတင်ပေါ်တွေကိုတိုက်ခိုက်တာကလည်းဒီစိတ်ကဲကနေလာကြတာများပါတယ်ဒါကြောင့်ဒီစိတ်ကဲကိုရှင်းလင်းလိုက်တာကစီးရီးအရာအသာစီးရတော့တယ်လို့ဟူဒီတွေရဲ့နောက်ထပ်လှုပ်ရှားမှုတွေကိုလည်းအစိတ်တစ်ခုအထိတာစီးထားနိုင်ပါတယ် ူတီတွေရဲ့ဌာနချုပ်တွေနဲ့အရေးပါတဲ့နေရာတွေကိုဖျက်ဆီးနိုင်ခဲ့တယ်ဆိုပြီးတော့မှာ American ဘက်ကပြောနေပေမဲ့ဟူတီကတော့ညင်းပါတယ်။ American ကလိန်နေတာလို့ဟူတီတွေကတုံ့ပြန်ထားတာပါ။ဒေဂျာတာကတော့တိုက်ခိုက်မှုတွေကြောင့်ဒီအပြတ်အစည်းတွေနဲ့အသေးအပြောက်ကများနေတာပါ။မဲလာ24ရက်နေ့အထိဆိုရင်တေဆုံးတဲ့သူက86ယောက်လောက်ကိုရှိနေပါပြီ။ဒဏ်ရာတဲ့သူတွေကလည်း100ကျော်နေပါပြီ။ Israel ရဲ့မဲလာ60ရက်နေ့ကဂါဇာကိုတိုက်ခိုက်ခဲ့တဲ့အဖြစ်ရဲ့အပြီးမှာယီမင်ကဖြစ်ရက်ကဒီအရှေ့လေပိုင်းမှာဒုတိယမြောက် လူတေဆုံးမှုအများဆုံးပါဣသရေလရဲ့တိုက်ခိုက်မှုမှာတော့လူ၄၀၀တေဆုံးခဲ့ပါတယ်ကလေးတွေနဲ့ဒီအရက်သားတွေအများဆုံးတေဆုံးခဲ့ရတာပါအမေရိကန်ကတော့သူတို့လူချင်းတဲ့အရာကိုမရမရှင်းဒီတိုက်ခိုက်မှုတွေကိုရက်တဲ့ဥမှမဟုတ်ပါဘူးမလာ၂၅ရင်းနေမှာဆိုရင်တိုက်ခိုက်မှုကပိုလို့တော့မှတိုးလာတာကိုတွေ့ရပါတယ်၂၅ရင်းနေကတိုက်ခိုက်မှုကြောင့်ဟူဒီခေါင်းဆောင်ပိုင်းတွေကတေဆုံးခဲ့တယ်လို့မဆန်းတွေထားရှိတဲ့နေရာကိုလည်းဖျက်ဆီးနိုင်တယ်လို့အမေရိကန်ဘက်ကထုတ်ပြန်ထားပါတယ်ဒီဟူဒီတွေကတော့ပုံမှန်အတိုင်းပဲမဟုတ်ကြောင်းညင်းပါတယ်သူတို့ပြောတာကတော့ မေရိကန်ကလူနေရက်ွက်တွေကိုပြင်းပထတိုက်ခိုက်နေတာဆိုပြီးတော့ပါ25ရင်းတွေကတိုက်ခိုက်မှုမဖြစ်ခင်မှာဆိုရင်ယေဟူဒီတွေကအမေရိကန်ကိုတိုက်ခိုက်တာတွေလုပ်ခဲ့ပါတယ်အမေရိကန်ရဲ့တိုက်ခိုက်မှုတွေကတော့လက်ရှိအထိတောင်မှဖြစ်နေတော့ပါဒီတော့ဘာကြောင့်ပင်လယ်နီမှာစစ်ရေးတင်းမာရတာလဲပင်လယ်နီမှာစစ်ရေးတင်းမာရတဲ့အကြောင်းကတော့အစ္စရေးတင်မောတွေကိုဟူဒီတွေတိုက်ခိုက်တာကနေစပါတယ်ဒါကိုအစောကကျွန်တော်ပြောပြပါပြီပင်လယ်နီဆိုတာကကမ္ဘာကြီးရောက်ကုန်တွေရေးမှာအရေးပါတဲ့နေရာပါကမ္ဘာပေါ်ကဒီကွင်တီနာတင်မော30ရာခိုင်နှုန်းကဒီပင်လယ်ကိုဖြတ်သွားကြပါတယ် ဟူဒီတွေရဲ့တိုက်ခိုက်မှုတွေနဲ့တင်ဘောစီနေမှုတွေဖြစ်လာတဲ့အခါမှာတော့ဖြတ်တန်းနေကြကုန်တင်ဘော90လောက်ခါပဲပင်လင်နီကိုရှောက်လာကြပါတယ်။ဒီပင်လင်နီကနေဆူအက်ကိုဖြတ်ပြီးတော်မဲ့အစားပေါ့နော်ပိုဝဲတဲ့ဒီတောင်အာဖရိကကိုပဲတော်ကြပါတော့တယ်။ဒါကြောင့်ဒီကုန်ပစ္စည်းတွေပေးပို့ရမယ့်ခကြီးကပို့ပြီးရှေ့တော်သလိုအချိန်လေးပို့ပြီးတော့မှကုန်တော်ပါတယ်။ရက်20လောက်နဲ့ရောင်းမဲ့ခကြီးကရက်40ကျော်ကြာတော့ပါတယ်။ဆူအက်တူမြောက်မှာလည်းဒီတင်ဘောဖြတ်တန်းမှုက85ရာခိုင်နှုန်းအထိကိုထိုးကြတော့ပါတယ်။ အမေရိကန်ရဲ့ပင်လယ်နီစစ်စင်ရေးတွေမစားခင်ကဆိုရင်ဟူဒီတွေကဒီပင်လယ်ကိုဖျက်တော့ကြမဲ့တင်ဖို့တွေကိုအနူးချင်းစီတာတွေလုပ်ပါတယ်။တင်ဖို့20ကလည်းဟူဒီတွေကြောင့်နေမြုပ်တော့ခဲ့ပါတယ်။2024ဖေဖော်ဝါရီအထိဆိုရင်တင်ဖို့အစင်40ကဟူဒီတွေရဲ့တိုက်ခိုက်မှုကိုခင်ခဲ့ရပါတယ်။ရိုက်တာတင်းဌာနရဲ့မှတ်တမ်းတွေအရဆိုရင်ဟူဒီတွေရဲ့တိုက်ခိုက်မှုကိုနိုင်ငံပေါင်း85နိုင်ငံကခံစားနေကြရတာပါ။ရင်းနှီးတဲ့သဘာဝဓာတ်ငွေတွေကိုအဓိကတင်ပို့ရတဲ့လုပ်ငန်းကြီး29ခုကလည်းဒီတိုက်ခိုက်မှုတွေကြောင့်ထိခိုက်ခဲ့ပါတယ် ဟူဒူရီတခိုက်တဲ့တင်ပေါ်အများစုကဥရောပနိုင်ငံတွေရဲ့တင်ပေါ်တွေပါအမေရိကန်တင်ပေါ်က80လောက်ပဲပါပါတယ်ဒါပေမဲ့အမေရိကန်အချိုးစီးပွားကိုထိခိုက်စေတဲ့အတွက်စစ်ဆင်ရေးတွေနဲ့ဟူဒူတွေကိုစတိုက်ပါတယ်အမေရိကန်ရဲ့တခိုက်တာတွေကိုခံနေရတာတော့မဟူဒူတွေကတခိုက်မှုတွေကိုဆက်လုပ်နေတော့မှအခုဒီချိန်စီးရဲတင်မှမှုတွေကြောင့်ဒေတာရင်းကနိုင်ငံတွေကစိုးရိမ်နေကြပါတယ်အဓိကအနေနဲ့စိုးရိမ်တာကအီဂျစ်ပါဒီပြီးခဲ့တဲ့2023နဲ့2024ကဖြစ်ခဲ့တဲ့ဟူဒူတွေရဲ့တခိုက်မှုကြောင့် စုရဲ့တူမြောင်းကိုဖျက်ဆီးတော့တာကနေလာပါတယ်။2025မှာတော့ပြန်အဆင်ပြေလာမယ့်အရေးအယောင်ဖြစ်လာပေမဲ့စီးရဲတဲမှမှုကပြန်ဆလာပါတယ်။ဒါကြောင့်အီဂျစ်ကဒီစီးရဲတဲမှမှုကြောင့်ထိခိုက်မှုအများဆုံးဖြစ်လာမှာကိုစိုးရိမ်နေပါတယ်။လက်ရှိဒီစီးရဲတဲမှရတဲ့အကြောင်းရင်းကခူဒီတပွဲတွေကြောင့်တော့မဟုတ်ပါဘူး။အီရန်နဲ့လည်းတက်ဆိုင်တယ်လို့ဂါဇာစစ်ပွဲနဲ့လည်းတက်ဆိုင်ပါတယ်။ဂါဇာစစ်ပွဲကအခြေအနေတွေကိုအီရန်ဘက်ကလည်းထိန်းချုပ်ချင်ပါတယ်။ဟာမတ်စ်နဲ့ဒီဟီဇ်ဘောလာတွေကိုဓာတ်ရိုက်မထောက်ပံ့နိုင်တော့တဲ့အတွက်အီရန်ကဟူဒီတွေကိုထောက်ပံ့ပေးပြီးတော့မှ သူတို့ဆွဖက်လို့ရတဲ့အနေအထားမျိုးအထိလိုချင်တာပါအမေရိကန်ဘက်ကတော့ဒီလိုတွေးပါတယ်ဒါကြောင့်ဟူဒီတွေကိုအမေရိကန်ကတိုက်ခိုက်တာကအီရန်ကိုလည်းတက်ရောက်ပါတယ်ဟူဒီတွေကအီရန်အတွက်တော့အကျိုးအရှိဆုံးမိဖက်တွေပါပြီးခဲ့တဲ့2014ဆင်ဝါရီမှာဆိုရင်ဟူဒီတွေစီပေးပို့မဲ့လက်နက်တွေကိုပင်လေအတွင်းမှာဖမ်းမိခဲ့ပါတယ်ဒီလက်နက်တွေကအီရန်ကနေလာကြတာပါအီရန်က2014နှစ်ကုန်ပိုင်းမှာတော့ဒေတာတွေမှာခက်ခဲတဲ့အခြေအနေနဲ့ရင်ဆိုင်လာရတာပါစီးရီးယားမှာအာဆက်အစိုးရပြုတ်ကျတော့ခဲ့တာရဲ့အကျိုးဆက်အနေနဲ့ အခက်အခဲတွေကဖြစ်လာပါတယ်။အရင်ကဆိုရင်ဒီဆီးရီးယားကနေတဆင်ဟီဇဘူလာတွေကိုထောက်ပံ့နိုင်ခဲ့ပါတယ်။ဟာမတ်စ်တွေကိုလည်းဒီလိုပဲထောက်ပံ့လို့ရခဲ့တာပါ။အခုတော့ဒီပြည်ရက်တွေကအတိတ်တွေဖြစ်တော့ပါပြီ။ဒေသတွေမှာအရင်ကလိုဩဇာမကြီးနိုင်တော့တဲ့အတွက်ပင်နီနီဘက်ကိုအီရန်ကမျက်စားပြစ်လာပါတယ်။ကုန်သွယ်ရေးလမ်းကြောင်းမှာအရေးပါနေတဲ့နေရာကိုစိုးမိုးခြင်းနဲ့ဒီအီရန်ရဲ့အိမ်မက်ကအမေရိကန်ရဲ့အကျိုးစီးပွားကိုစိန်ခေါ်နေသလိုဖြစ်နေပါတယ်။ဒါကြောင့်အမေရိကန်ကအီရန်ရဲ့အဆွေအပေါ်ဖြစ်တဲ့ဟူတီတွေကိုတိုက်ခိုက်တာတွေပြန်လုပ်လာပါတယ်။ ရည်ရွယ်ချက်ကတော့အီရန်ရဲ့လွန်မိုးမှုတွေမကြည့်တော့ခင်မှာတားဆီးဖို့ပါပြီးခဲ့တဲ့ရက်ပိုင်းမှာဆိုရင်ဒီအီရန်ကသူတို့ရဲ့မြေအောက်မဆန်မြို့တော်ကိုထုတ်ပြခဲ့ပါတယ်ဒီလိုထုတ်ပြတာကဒီနိုင်ငံရေးမှာဆိုရင်စိန်ခေါ်ရဲ့အချိန်မရွေးပဲဆိုတဲ့အထိပ်ပဲတက်ရောက်ပါတယ်မနစ်တုံးကတော့မြန်မာအတာတကြံကာလအတွင်းမှာအီရန်ကအစ္စရေးကိုမဆန်တွေ drone တွေနဲ့ဓာတ်ရိုက်တိုက်ခတ်ခဲ့မှုပါတယ်အတာတကြံကိုရောက်ဖို့ကလည်းဆေးလျက်ပဲလိုပါတော့တယ်ဘာတွေဆက်ဖြစ်မလဲဆိုတာကျွန်တော်တို့ဆက်ပြီးစောင့်ကြည့်ရအောင်ပါပါအမေရိကန်ရဲ့ရီမင်ကတိုက်ခိုက်မှုကတော့သူတို့ရဲ့လူလာချက်ကိုမရမရှင်း ဆက်ပြီးတော့မှတိုက်နေအောင်ပါပါအမေရိကန်လိုလားတာကတော့ဟူတီတွေအမြင့်ပြတ်ဖို့ပါဟူတီဘက်ကလည်းအမေရိကန်ပျက်စီးခြင်းနဲ့အစ္စရေးပပျောက်ရေးကိုဒီအဖွဲ့ရဲ့ညီမချက်အနေနဲ့တော့ပါထားထားပါတယ်ဘယ်သူကအရင်ပျက်စီးသွားမလဲဆိုတာကတော့အချိန်ကပဲပြောတော့မှာပါဟူတီတွေကိုတိုက်ခိုက်တဲ့အကြောင်းကဒီရဲ့ဘက်မှာလူပြောများနေပါတယ်အကြောင်းကတော့အမေရိကန်အစိုးရအဖွဲ့ရဲ့ group chat ထဲမှာတည်င်းထောက်ပါတော့တာနဲ့ပတ်သက်ပြီးတော့မှလူပြောများတော့တာပါဒါကိုလည်းကျွန်တော်ဒီပြောင်းဥတ္တရတိမ်မှာတင်ဆက်ပေးထားပါတယ်အနောက်နိုင်ငံတွေဘက်က ူဒီတွေကိုအကြမ်းဖက်အနေနဲ့သတ်မှတ်ထားသလိုဟူဒီတွေကလည်းအနောက်နိုင်ငံတွေကိုမတင်တဲ့ချက်ကြီးမာပါတယ်။ယီမန်နဲ့ဒီပင်နီဒီကစီးရဲတဲမှမှုတွေကတကယ်တော့ပထဝီနိုင်ငံရေးအရာဖြစ်လာတဲ့အကျိုးစီးပွားစစ်ပွဲတွေပါ။အရက်သားနဲ့ကလေးတွေရဲ့အသက်တွေကတော့ပထဝီနိုင်ငံရေးစစ်ပွဲအကျိုးစီးပွားစစ်ပွဲတွေကမပါမဖြစ်အရာတွေပါပဲ။အမေရိကန်ကလက်ရှိမှာတော့ပင်နီဒီမှာနေရင်သင်းပေါ်နှစ်ဆင်းနဲ့စီးရဲလှုပ်ရှားနေပါတယ်။ USS Harry S. Truman နဲ့ USS D. Carbison လေးရဲ့သင်းပေါ်အုပ်စုနှစ်ခုက ပင်လယ်နီအတွင်းမှာရှိနေပါတယ်။လေကြောင်းတိုက်ခိုက်မှုတွေကဒီကနေလာတာပါ။ဂျီမန်နဲ့မိုင်တော်တော်ဝေးပုံရပါတယ်။ UK ဘက်က LNC ဖြစ်ပေးရတာကိုကြည့်ရင် LNC တင်ပေါ်ကဂျီမန်နဲ့အဝေးမှာရှိနေကြတာပါ။ American ကပထမ line အနေနဲ့ radar နဲ့လေကြောင်းကောက်ကွယ်ရေးစနစ်တွေကိုစတိုက်ပါတယ်။ဟူတီတွေထိန်းချုပ်ထားတဲ့နေရာကပင်လယ်နီနဲ့ထိစပ်နေတဲ့အပိုင်းမှာပါ။ဒါကြောင့်ဟူဒီတွေရဲ့ကုန်တင်ပေါ်တွေကိုတိုက်ခိုက်တာတွေကပင်လင်းဒီအတွင်းမှာထိရောက်တာပါ။အိမ်လုံးမဆိုင်တွေနဲ့ဒရုန်းတွေကိုပေါ့ပေါ့တီတီတုံးကြတာကြောင့်လည်း စီးရီးအသုံးစရိတ်ကသိမ့်မကုန်ပါဘူးအမေရိကန်မှာတော့စီးရီးအသုံးစရိတ်ပိုကုန်ပါတယ်နေရည်သဘောအုပ်စုတစ်ခုနဲ့စီးရီးလှုပ်ရှားရတာဆိုရင်ပိုလို့တော့မှစီးအသုံးစရိတ်ကကုန်ပါတယ်ပါမင်အရှင်းဒီမှာဆိုရင်နေရည်သဘောအုပ်စုတစ်ခုရဲ့တနေ့တာကုန်ချစရိတ်ကဒေါ်လာ၆သန်းကနေ၈သန်းရှိပါတယ်တိုက်ပွဲနဲ့သာကြုံရရင်တော့စဉ်းစားကြည့်စရာလိုပဲမထင်ပါဘူးမက်ဆိုင်းတစ်စင်းရဲ့ကုန်ချစရိတ်ကအနည်းဆုံးဒေါ်လာ၃သိန်းဝန်းကျင်ကနေအမျိုးအစားလိုက်ပြီးတော့မှအသေးသေးရှိတင်ကြေးရှိပါတယ်ဟူဒီတွေကိုတစ်ချိန်တိုက်ခိုက်ရင်၄၅၀လောက်နဲ့တစ်ချိန်ထွက်ပါတယ် လေတစင်းကိုဒေါ်လာတသန်းတန်တဲ့မဆိုင်၂စင်းပဲတင်နိုင်ခြင်းရတော့ပါပကြိမ်တက်ခိုက်မှုအတွက်ဒေါ်လာ၁၀သန်းကုန်ပါပါဒါကလေရင်စီတွေနဲ့ပြုပြင့်ထိမ့်သိမ့်စရိတ်တွေမပါသေးပါဘူးလေရင်တင်ဘောတအုပ်မှာတင်ဘော၆စင်းကနေ9စင်းပါပါတယ်ဒီတင်ဘောတွေအတွက်ကုန်ကျစရိတ်ကလည်းမနေပါဘူးအမေရိကန်ရဲ့စစ်ပွဲကအကုန်ကျများလွန်တဲ့စစ်ပွဲပါ၂023ကလုပ်ခဲ့တဲ့ Operation Prosperity Guardian စစ်စင်ရေးမှာဆိုရင်ကုန်ကျစရိတ်ကဒေါ်လာ၁.၈ဘီလီယံကနေ၄ဘီလီယံအထိရှိပါတယ် ဒီပမာဏကဒီ2024နှစ်လေအထိကုန်ကျခဲ့တဲ့ပမာဏပါဟူဒီတွေကိုဒီလိုတိုက်ခိုက်တာကအနိုင်မရနိုင်ဘူးဆိုပြီးတော့လဲစီးရဲလေးလာသူတချို့ကမြင်ပါတယ်အမေရိကန်ဘက်ကလည်းလုံးဝအနိုင်ရကျင်တဲ့သဘောမျိုးမရှိပါဘူးဟူဒီတွေကတော့အနိုင်ရကျင်မှာတည်ကြပါတယ်သူတို့ရဲ့ဒီစစ်ပွဲကုန်ကျစရိတ်ကလည်းနေပါတဲ့အတွက်အနိုင်မရခင်ရတော့မှအမေရိကန်ကိုကောင်းကောင်းဒုက္ခပေးလို့ရပါတယ်အမေရိကန်ရင်ဆိုင်နေရတာကဟူဒီမဟုတ်ပါဘူးလုံကြည်မှုလွန်ကဲတဲ့အစွန်ရောက်တွေနဲ့ရင်ဆိုင်နေရတာပါအယူဝါဒပြင်းထန်သူတွေနဲ့ တိုက်ခိုက်တဲ့စစ်ပွဲတွေမှာအမေရိကန်ကဆုံးခဲ့ပူပါတယ်။ BNN မှာဆုံးခဲ့တာပါ။အာဖရိကန်နဲ့ယူရိန်းမှာလည်းမနိုင်ခဲ့ပါဘူး။အခုတော့ဂျီမန်အထိကိုရောက်လာပါပြီ။ဒီနေ့ဗီဒီယိုကတော့ဒါတော့ပါပဲခင်ဗျာ။ဒီဗီဒီယိုနဲ့ပတ်သက်ပြီးတော့မှမိတ်ဆွေတို့ရဲ့အမြင်ကို comment မှာစာရေးပေးတော့ကြပါဦး။နောက်နေ့မှာလည်းအခုလိုမျိုးလက်တလော့ဖြစ်ပြနေတဲ့ကမ္ဘာနိုင်ငံရဲ့အခင်အကျင်းတွေဘူဒူရာရစီမဲ့အကြောင်းအရာတွေနဲ့ထူးခြားဆန်းပြတဲ့အကြောင်းအရာတွေကိုအမြင်နဲ့ရှာဖွေတင်ဆက်ပေးနေဦးမှာမို့စောင့်မျှော်ကြည့်ရှုကြပါဦးခင်ဗျာနောက်ထပ်ဗီဒီယိုတစ်ပုဒ်မှာပြန်ကြက်မှာပါနဲ့ပြန်တွေ့ကြရအောင်ပါ